ောင်းဆရာခန့်နဲ့အမိစာလေးလက်ကကန်ပြီးတော့မြို့နယ်ပညာရေးမှူးရုံးကထွက်လာတော့ဆရာဆရာဆိုတဲ့အတန်ကိုကြားလိုက်မိပါတယ်ကိုကဆရာမဟုတ်သေးဘူးဆိုပြီးလက်မကြည့်မိပါဘူးနောက်မှဆရာကိုတင်ညွန့်တဲ့ကျွန်တော်ဘဝမှာပထမဆုံးဆရာလို့အခေါ်ခံလိုက်ရတာကြောင့်ချက်သိန်းနေတောင်ထသွားမိပါတယ်ဘသူလဲလို့နောက်လှည့်ကြည့်လိုက်တော့ပိမ့်ပိမ့်မဲမဲရှောက်ရှောက်အဝိအစားကလည်းဆုပ်ဆုပ်ပစိုးကလည်းဒူးလောက်ဝစ်ထားတဲ့လူတယောက်ဖြစ်နေတယ် ဆရာကိုတင်ညွန့်ဟုတ်ပါတယ်နော်ကျွန်တော်တို့ရွာကို တာဝန်ကြတယ်လို့ဆက်ရီးလေးကပြောလိုက်လို့ကျွန်တော်ကလည်းဝမ်းသာသွားတယ်သူပြောတဲ့အထဲမှာကျွန်တော်တို့ရွာဆိုတာပါသွားတယ်မဟုတ်လားကျွန်တော်ကရှောင်းပြားဆိုတဲ့ဒေသကရွာလေးတစ်ရွာကိုတာဝန်ကြသွားတယ်ကိုရွေးရှယ်တဲ့ရွာမဟုတ်ပါဘူးရွေးရှယ်ရင်းနဲ့ခန္ဓာရေးကော်မတီဝင်လူကြီးတွေကိုအရွယ်တိုက်ပြီးပို့ချင်ရပို့လို့ပြောလိုက်တာနဲ့တွားရရမဲ့ရွာပါ ဘယ်စီဘယ်နားမှဘလို့သွားရမှန်းမသိချိန်ကက်တင်ရှင်ရောက်လာတယ်လို့ဝမ်းသွားသွားမိတယ်။ဟုတ်ကဲ့ကျွန်တော်ကိုဆရာဆိုပြီးခန့်လိုက်ပြီဗျ။ဒါပေမဲ့အဲ့ဒီရွာဘယ်မှာရှိမှန်းမသိလို့မပူနဲ့ဆရာမနဲ့ပြန်ပဲ့တောင်ထွက်မယ်ကျွန်တော်နဲ့သာလိုက်ခဲ့ပြီးတော့ဆရာကိုခေါ်ဖို့ကျွန်တော်ရောက်လာတာရွာကလည်းဆရာမပါရင်မပြန်လာနဲ့လို့အမိန်ထုတ်လိုက်တယ်။ကိုခင်မောင်နဲ့ကျွန်တော်တွေ့ဆုံရပုံကအဲ့ဒီလိုပါ။နောက်တနေ့မှမနဲ့အစောကြီးကျွန်တော်အိမ်ကိုရောက်လာတယ်။အဲ့ရလက်တွေ ်တစ်တာတွေဝိုင်းထမ်းပြီးပဲထောင်ဂိတ်ကိုဆင်းခဲ့ကြတယ်။မိုးမလင်းသေးမီထွက်လာတဲ့ပဲထောင်နဲ့အတူအနာဂတ်ရဲ့မရေရာမှုတွေကိုကျွန်တော်ကမှန်းဆပြီးရင်လေးနေမိတယ်။ကိုခင်မောင်ကတော့ပဲထောင်ဦးမှာတရှင်လေးဆိုပြီးလိုက်လာတယ်။ကိုခင်မောင်မရောက်သေးဘူးလား။ရောက်တော့မယ်ဆရာ။ရှေ့တကွေ့ဆိုရင်ရောက်ပြီ။သူရှိတဲ့ခွေဆိုတာ꿰ပေါင်းလည်းမနေတော့ပါဘူးဒီလိုနဲ့တနေကုန်လို့မိုးတာရှုပ်သွားတဲ့သူ့တခွေက꿰လို့ကောင်းတော့ ကျွန်တော်ကတလန်လုံးဝေးလိုက်တဲ့ခီးဆိုပြီးညီးနေချိန်မှာကိုခင်မောင်ကတော့အရက်ပလင်းလေးကိုမောလိုက်ပဲလော်လေးဝါလိုက်သရှင်လေးဆိုလိုက်ကိုခင်မောင်ဟာအဲ့ဒီလိုပဲထောင်တွေနောက်ကိုလိုက်တွေ့ရကြုံရအိစားအရက်လေးတောက်နေရရင်ပျော်နေတဲ့ဘဝရောက်ခဲ့ရပေမဲ့တချိန်ကကြောင်းစရာတယောက်ဖြစ်ပါတယ်ကျွန်တော်တာဝန်ကျတဲ့ရွာကိုညမိုးကြီးရှုံမှရောက်ပါတယ်ကျွန်တော်တဲခိုရမယ်အိမ်မှာနေရာရှပေးထားခဲ့ပြီးမနက်မှလာခဲ့မယ်လို့သူကပြောလိုက်တယ် ူတို့မျက်နှာရှင်းစရွာမှာကုံနေသွားရှာပြီးအဲ့ဒီမှာပဲညာအိတ်တော့မယ်တဲ့ကိုခင်မောင်ဟာအလွန်တော်ခဲတဲ့ကြောင်းစရာတယောက်ပါပကိုးမာနေတယ်ရှောင်းပြားကိုတာဝန်ကြပြီးရှောင်းပြားသူနဲ့အိမ်အောင်ကြတယ်တချိန်ကရွာမှာအလွန်လေးစားခဲ့ရတဲ့ဆရာတယောက်ဟာအခုတော့တရွာလုံးခိုင်းပက်ဖြစ်ပြီးတော့လူမပြောနဲ့ခွေးတော်မလေးစားတော့တဲ့အဖြစ်ကိုရောက်ခဲ့ရတာလေအရက်ကြောင့်ပဲသူ့မိသားစုတွေရှိပေမဲ့ဆင်းရဲတယ် သူကအရက်တောက်ဖို့ပဲစိတ်တနေတော့အရက်တိုက်တဲ့သူတွေနောက်တကောက်ကောက်လိုက်နေတော့တာပဲခိုင်းသမျှသူလိုက်လုပ်ပေးနေတဲ့သူတွေကတချိန်လုံးကသူ့တပည့်တွေလည်းပါတယ်တချို့ကဆရာလေးလို့ခေါ်ကြပေမဲ့အထင်သေးတဲ့မျက်နှာတွေကတော့ပေါ်နေတယ်ရထုတ်ကြီးတယောက်ကိုဘသူကလေးစားတော့မလဲတနေ့ကိုခင်မောင်ကျွန်တော်နေတဲ့တဲကို ရောက်လာတယ်ကိုတင်ညွန့်မပြင်းဘူးလား ပြင်းတာပေါ့ဗျာဖတ်เสียစာအုပ်တွေလည်းကုန်သွားပြီဒီတစ်ခေါက်မျိုးကိုစင်းရဲအိမ်ဝင်ပြီးတော့စာအုပ်လေးတွေယူလာပေးပါလားကျွန်တော်အမေစီစာရေးပေးလိုက်မယ်ကျွန်တော်ပဲ့ထောင်မလိုက်တော့ဘူးနားလိုက်ပြီလို့သူကပြောလိုက်တယ်ပြီးတော့ကဲလုတ်ဗျာတခါတလေစားကောင်းတောက်ပွဲလေးစားရအောင် အမဲလိုက်ထွက်မယ်လိုက်ခဲ့ပါလားចောင်းပိတ်ရဲ့ပြေးနေတာစိတ်ဝင်စားစရာရတော့မယ်ထင်တယ်လိုက်မယ်ဗျာ ကိုခင်မောင်က ရွာထက်ရောက်တော့ကင်တဲတဲဝင်သွားတယ်။သူပြန်ထွက်လာတော့ rifle တနက်ကြီးတစ်လက်လွှဲလာတယ်။ဟာဆရာလေးဘလို့လဲတနက်ကြီးနဲ့ဟုတ်တယ်ပြည်သူစစ်စီကငားလာတာအမဲရရင်သူ့ကိုထောက်ဝက်ပေးရမယ်တနက်ငားကားပေါ့ကိုခင်မောင်နဲ့အမဲလိုက်အတွေ့အကြုံကတော့ပြောရရင်ကုံနိုင်ွယ်မရှိဘူးသူနဲ့အမဲနှစ်ကြိမ်လဲဘူးတဲ့ကြွက်ထိုးတစ်ခါဖားရိုက်တစ်ခါငားနိုင်တစ်ခါလိုက်ဘူးတဲ့ နောက်မှသိရတာကကိုခင်မောင်ဟာ အမဲလေတားငါရှာရမှာလဲရွာမှာဆရာတဆူလောက်ဖြစ်နေတယ်ဆိုတာပါကျွန်တော်နဲ့သူအမဲလိုက်တဲ့နေ့ကခွေးတစ်ကောင်လဲပါလာတယ်အဲ့ဒီခွေးကလည်းငှားလာတာပဲအမဲရရင်သူ့ကိုလဲဝေစုပေးရတယ်ရွာနဲ့အတော်လန့်တဲ့တော်တွေကိုစကားတပြောပြောနဲ့လာရင်ကဈေးပြုတ်ပင်အောက်ရောက်တော့သူကရှောက်ကြည့်ပြီးကျွန်တော်ကိုစကားမပြောဘဲအရှက်ပြလိုက်တယ် ကျွန်တော်ကိုသူကတနည်းအားကို ခေါ်သွားပြီးတစ်ပင်အကွယ်မှာငိမ့်ငိမ့်လေးထိုင်ကြည့်နေဖို့ပြောတယ်။သူကလက်ထဲမှာကျိုးနဲ့ဆွဲလာတဲ့ခွေးကိုကျိုးဖြတ်လိုက်ပြီးတော့လှွတ်လိုက်တယ်။ခွေးကတောင်ကျောဘက်ကိုပြေးထွက်သွားတယ်။သူကကတင်းရိုးလေးမှာဝှက်ရှားလိုက်ပြီးတနက်ကိုအသင့်ပြင်ထားလိုက်တယ်။ခွေးကဘဲကနေဘလို့ပတ်ပြီးကြီးတကောင်ကိုမောင်းထုတ်လာတယ်လည်းမသိပါဘူး။ရှုံပုတ်လေးတစ်ခုဘေးကပြေးထွက်လာတယ်။သူကမျက်လုံးလေးမှေးပြီးမောင်းကိုဆွဲရှားလိုက်တယ်။ ဂျီကရှေ့ကိုဟတ်ထိုးလဲကျသွားပြီးစက်ငင်စက်ငင်ဖြစ်သွားချိန်မှာနောက်ကထွက်လာတဲ့ခွေးကဂျီရဲ့ပေါင်ကိုကိုက်ထားတယ်။ကိုခင်မောင်ကဂျီစီကိုအပြေးလေးသွားလိုက်ပြီးခါမပါလာတဲ့ဓာကောက်နဲ့ရှစ်တောက်တွေကိုခုတ်လိုက်တယ်။ကျွန်တော်ဘဝမှာတတလုံးမမြင်ဘူးတဲ့မြင်ကွင်းဖြစ်တယ်လို့စက်ငင်စက်ငင်ဖြစ်နေတဲ့ဂျီရဲ့မျက်လုံးတွေကိုမြင်လိုက်ရလို့ပို့ပြီးတော့ထိတ်လန့်သွားတယ်။သူကကျွန်တော်ကိုတနက်ကြီးပေးလိုက်ပြီးတော့ဆရာကိုတင်ညွန့်တနက်ယူလာပေးပါဗျာကျွန်တော်ဒီကောင်ကိုထမ်းလာမယ်လို့ပြောလိုက်တယ်။ ပြီးတော့ပေါင်သားလေးတစ်ဖက်ကိုဖြုတ်လိုက်ပြီးခွေးကိုပြစ်ကျွေးလိုက်သေးတယ်။တလန်းလုံးစကားပြောစရာရှာမရဘူးစိတ်ထဲမှာတမျိုးကြီးဖြစ်နေတယ်။သူက ကျွန်တော်ကိုတူနေတဲ့အိမ်စီခေါ်သွားတယ်။သူ့ဇနီးနဲ့ကလေးတွေထွက်လာကြတယ်။အားလုံးစုပ်ပြတ်တက်နေတာပဲ။စိတ်ကမရှမ်းသာဘူး။ဆရာလေးကြည်ရလာတယ်ဆိုတော့တစင်စကားတစင်ပါလိုက်တန်တဲ့ကြောင့်လူတွေရောက်လာကြတယ်ဟိုလူကအစိတ်သားဟိုလူက90သားအကောင်ကိုမခုတ်ထစ်မိကြတဲ့ကလာပြီးတော့မှာနေကြတာ ရွာမှာက အမေသားငါအရန်ရှားတယ်။ဆရာလေးတို့လိုရှာနိုင်ပြစ်နိုင်တဲ့သူရှိမှစားကြရတယ်။ဟေးဟေးအကျွေးတော့မရဘူးနော်လက်ငင်းသမားပဲရောက်မှလို့ဆရာကတော်ကအော်လိုက်တယ်ဆရာကတော်ကဂျီကိုတားတဲ့သမီးတွေနဲ့ဖြတ်နေချိန်မှာကိုခင်မောင်က ရှန်နဲကကတင်ပေါ်တက်ပြီးအရက်ကိုငှဲ့နေတယ်ကိုတင်ညွန့်ဒါကျွန်တော်အိမ်ကိုပထမဆုံးပြန်လာတာသူတို့အတွက်တခုခုမရှာပေးနိုင်ပဲပြန်လာရင်ကျွန်တော်ကိုထွက်ပြီးနှုတ်ဆက်မဲ့သူတော့မရှိဘူး အခုတော့အိမ်အပြက်မျက်နှာပန်းလှတော့ကျွန်တော်ပြန်တော့မယ်ဆရာလေးဟာမဟုတ်တာဆရာအတွက်ဝေစု90သားယူသွားအောင်လေကျွန်တော်မစားရတော့ပါဘူးဗျာမျိုးလိုလဲကြမှာမဟုတ်ပါဘူးကလေးတွေကိုပဲကျွေးလိုက်ပါရွာထဲကိုပြန်ဝင်လာတော့ရွာထဲကနေလှမ်းអော်တဲ့ပြိုးဆရာလေးနေပါဦးပြာမှုလေးယူသွားအောင်လေကျွန်တော်စီကိုလူတယောက်ပြေးထွက်လာပြီးပြာမှုတတွဲကင်လာတဲ့ပြာမှုဆယ်ဘူးလောက်တော့ရှိမယ်ထင်တယ်ဆရာလေးကျွန်တော်မောင်လာမင်းအဖေလေး နှစ်တန်းကမောင်လာမင်းလေကျွန်တော်ပြောင်းမှုတွဲကိုလှမ်းယူလိုက်တယ်ဘာပြောပြောជីသားထက်တော့ပို့ပြီးအရသာရှိမှသိကြတယ်ကျွန်တော်ကြောင်းစရာအစားဖြစ်တော့148ကျပ်ပဲရတယ်ဘာမှမသိညာမှမသိလစာကိုစိတ်မဝင်စားကို့နောက်မှာအမေတယောက်လုံးကထောက်ပံ့မှရှိနေတာဆိုတော့ဘာကိုမှလည်းဂယူမဆိုင်တာဝန်ကြားတဲ့နေရာကိုအဲ့ရလေးလေးပိုက်ပြီးရောက်လာခဲ့ပါတယ်ဆရာငတ်နေတဲ့ရွာဆိုတော့လှိုက်လဲစွာကြိုးဆိုပြီးအိမ်တိုင်အိမ်မှာနေရာပေးထားတယ် အိမ်ကအဖွားကလည်းငါကလေထဲမှာအနေများတဲ့အိမ်မှာစိတ်ကြိုက်နေဆန်လိုရီအိုးထဲကယူစားလို့ပြောပြီးထွက်သွားတာသူ့အိုးထဲကဆိုလို့ကြည်ထဲကိုဝင်ကြည့်လိုက်တော့ရာဝင်အိုးကြီးတွေထဲမှာဆန်တွေကအပြည့်လက်သမားဆိုပြီးတော့အထင်မသေးနဲ့ငကြွဲဆန်မှစားတာကျွန်တော်ကအားနာတာနဲ့ဆိုင်ကကောက်တယ်ဆန်လောက်ပဲဝယ်စားခဲ့တယ်အဲ့ဒီအရှိန်က အမေသားဝတ်သားငါရွာထဲမှာလိုက်ရောက်ရင်တပိတ်တာတစ်ချက်ခွဲလို့ပဲရွာကသတ်မှတ်ထားတယ် ဲ့ဒီဈေးထက်ပိုပြီးရောင်းွက်လည်းမရှိဘူး။ចောင်းစရာဘဝမှာပတ်စံလေး140ကျော်နဲ့တလာလုံးရက်တည်ဖို့ဆိုတာအသား90တကြက်ခွဲနဲ့ရတာတောင်ဝယ်မစားနိုင်ပါဘူး။ရွာပြင်ကိုထွက်လိုက်ရင်အလကားရတဲ့မြင့်နဲ့အိမ်ဝင်းထဲကစိုက်ထားတဲ့ရှမလာကုံလိုမျိုးပြန်ရင်အမေကထည့်ပေးလိုက်တဲ့ငပိကျော်မနက်ခင်းပဲပြုတ်ပြား90ဘူဝယ်စားခဲ့ရတဲ့နှစ်ပေါင်းများစွာ အခုထိမမေ့သေးပါဘူး။ ကျွန်တော်အဲ့ဒီ148ကျတ်တော့လာစာနေပဲဆရာအတက်တင်နှန်းသွားတက်ခဲ့ရသေးတယ်ပထမဆုံးတင်နှန်းတက်ရတာတဲကုန်းမျိုးမှာ အစိုးရကဘာမှမထောက်ပံ့ပေးဘူးကိုလာစာနေကိုတက်ရတယ်ဟိုရောက်တော့ထမင်းစက်ရိုက်120ကျတ်သွင်းရတယ်အိမ်ကအမိထည့်ပေးလိုက်တဲ့ပတ်စံ900ကျတ်ကိုသာစောင်းမလာခဲ့ရင်ဒုက္ခကံကောင်းရောက်နိုင်ငယ်ဆရာအတက်တင်ရောက်မှကိုထက်အရှိန်နေဆိုတဲ့ဆရာတွေအများကြီးတွေ့ရတယ် အဲ့ဒီအချိန်ကလဖက်ရည်တစ်ခွက်တမက်ကိုတောင်ဝယ်မတောက်နိုင်တဲ့ဆရာတွေအများကြီးပဲကျွန်တော်ကလည်းလဖက်ရည်သမားဆိုတော့မနက်မိုးလင်းတာနဲ့လဖက်ရည်ဆိုင်ကိုပြေးရတာရတဲ့လစာ148ကျင်းနဲ့တယောက်ထဲတောင်ဘလို့လောက်အောင်သုံးရမယ်မသိပဲတင်တန်းလာတက်နေကြတဲ့အိမ်အောင်ရှင်ဆရာတွေရဲ့ဘဝစဉ်းစားတာကြီးလိုက်ပေါ့ဗျာမနက်တနက်ပဲဟင်းညတနက်အသားဟင်းနဲ့တင်တန်းတွေကျွန်တော်အများကြီးတက်ခဲ့တယ်ကျွန်တော်တက်ခဲ့တဲ့တင်တန်းတွေကိုပြန်စစ်ကြည့်လိုက်တော့တဲကုန်းမှာတလတင်တန်း နောက်ထပ်တဲကုန်းမှာတစ်နှစ်တင်တန်းမော်လမြိုင်မှာနှစ်လတင်တန်းနောက်ထပ်မော်လမြိုင်မှာနှစ်နှစ်တင်တန်းရန်ကုန်ရန်ကင်းမှာကွန်ပျူတာတစ်လတင်တန်းရန်ကုန်ပီအီတီတစ်နှစ်တင်တန်းစုံနေအောင်တက်ခဲ့ရတယ်တင်တန်းတက်တိုင်းကိုစိတ်နဲ့ကိုတက်ခဲ့ရတာကြီးပဲကျွန်တော်ကတင်တန်းဆိုရင်အရန်ကြိုက်တယ်တင်ကြတာတွေတင်ကြနည်းစနစ်တွေကတော့ကိုကြိုက်တာလည်းရှိတယ်မကြိုက်တာတွေလည်းအများကြီးရှိတယ် စာသင်ခန်းထဲဝင်ထိုင်နေရပေမဲ့ကိုစိတ်မဝင်စားရင်တခုခုတွေးပြီးရေးနေလိုက်တာပဲဆရာအတက်တင်နှန်းတွေမှာကျွန်တော်အကြိုက်ဆုံးကိုပြောပါဆိုရင်စာကြည့်တိုက်တွေပဲစာကြည့်တိုက်တွေကနေစာအုပ်တွေငါးဖက်ခွင်းနဲ့ငါးဖက်ရှင်ရတာနဲတဲ့အခွင့်အရေးမှမဟုတ်တာတဲကုံမှာဆရာအတက်တင်နှန်းတက်တော့ကျောင်းကစာကြည့်တိုက်သုံးရတာနည်းနည်းအခက်အခဲရှိတယ်ထင်လို့မျိုးတွေကဇေယနာမှာရှိတဲ့ကျောင်းဆရာတအုပ်ဖွင့်ထားတဲ့စာအုပ်ဆိုင်ကိုပဲအားကိုးရတယ် ဲ့ဒီဆရာကလည်းစာသမားဆိုတော့စာအုပ်တွေအစုံတင်ထားတယ်။ဟိုးတချိန်ကရှားပါဝိထုတွေလည်းရှိတယ်။ကျွန်တော်အတွက်တော့ယတနာတိုက်ပဲတရက်ကိုတအုပ်တခါတလေနှောင်းအောင်လုံးဖတ်ခဲ့တာနှစ်လဲပေါက်ရောဖတ်ဆရာဝိထုတွေကုန်တလောက်ဖြစ်သွားတယ်။ကျွန်တော်ဝါရကတော့ဘယ်တော့မှမညည်းဘူးရှိတာလေးနဲ့ဝါအောင်စားပြီးကိုလို့ရှင်တာလုံနေရရင်ပျော်နေတတ်တာဆိုတော့ကျောင်းဆရာဘဝမှာ148ကျက်ရတော့ကလည်းဖြစ်အောင်နေခဲ့တာပဲ။တခုတော့ရှိတာပေါ့ဗျာ။ လာကုန်လို့အိမ်ပြန်တိုင်းအမေကကြော်လော်ရှက်ပြုတ်ထည့်ပေးလိုက်တာနဲ့အိတ်သေးကို200မျိုး300မျိုးထည့်ပေးလိုက်တာမပါဘဲနဲ့တော့ကျွန်တော်အဲ့ဒီအချိန်ကရက်တည်နိုင်ခဲ့မှာမဟုတ်ပါဘူး